င်္ဂလာပါဗျာဒီနေ့ကျွန်တော်တို့စိတ်ဝင်စားစရာအကြောင်းအရာတစ်ခုကိုနည်းနည်းလေးလေးလေ့လာကြည့်ကြအောင်ဟုတ်ကဲ့ရှင်ခေါင်းစဉ်ကတော့ according to all war အစားပထမအဆောင်အခန်းကြီး9ပေါ့နော်အင်းအခန်းကြီး9တော်တော်လေးအရေးပါတဲ့အခန်းတစ်ခန်းပါဟုတ်ကဲ့အဲဒီဆွေးနွေးမှုအတွက်အချက်အလက်တွေကိုတော့အဓိကဟို wise believers ရဲ့တုံ့သက်ချက်တစ်ခုကိုမြင်ညာထားတာပါဗျာ pause Apostolic Rights ဆိုတဲ့ခေါင်းစဉ်လေးပါဟုတ်ကဲ့ရှင်ပေါ်လူရဲ့တမန်တော်အခွင့်အရေးတွေနဲ့သူဘလို့ဆွန့်လွတ်ခဲ့တယ်လဲဆိုတော့ကိုတုံးသက်ထားတာလीဟုတ်တယ်ဒီအခန်းကတမန်တော်ရှင်ပေါ်လူရဲ့အခွင့်အရေးတွေပြီးတော့သူဘာကြောင့်အဲ့ဒါတွေကိုဆွန့်လွတ်ခဲ့တယ်ဆိုတော့အဲအန်တောဆရာဆက်ဆက်ပုံကိုဖော်ပြထားတာဆိုတော့တကယ်ကိုအတွေးမြင်တွေအများကြီးပေးနိုင်တဲ့အခန်းမှာရှင်ရှင်ပေါ်လူကသူ့မှာတမန်တော်တပားအနေနဲ့အခွင့်အရေးတွေအပြည့်အဝရှိကြောင်းအရင်ဆုံးတော်တော်ခိုင်ခိုင်မာမာပြောသွားတယ်။ဟုတ်ကဲ့။ပြီးမှ အဲဘာကြောင့်အဲ့ဒီခွင့်ရည်တွေကိုတရင်ကောင်းတို့ဆိုပြီးတော့မတုံးမဆွန့်လွတ်ခဲ့တယ်ဆိုတာကိုရှင်းပြသွားတာကအင်းတော်လေးထူးခြားတယ်ရှင်ဆိုတော့ဒီနေ့ကျွန်တော်တို့ကအဲ့ဒီခွင့်ရည်တွေကဘာတွေလဲဆွန့်လွတ်မှုရဲ့အကြောင်းရင်းကဘာလဲနောက်အဲ့ဒီကနေဘာသင်ခန်းစာတွေရနိုင်မလဲဆိုတာတွေကိုအတူတူလေ့လာကြမှာပေါ့နော်ဟုတ်ကဲ့ရှင်အတူတူစူးစမ်းကြည့်ကြတာပေါ့ကောင်းပါပြီဒါဆိုပထမဆုံးအနေနဲ့ရှင်ဘောလူကသူ့ရဲ့တမန်တော်ဖြစ်ခြင်းနဲ့လွတ်လပ်ခွင့်ကိုဘလို့အခိုင်အမာပြောခဲ့တယ်လဲဆိုတာနဲ့စလိုက်ကြတာပေါ့ အခန်းငယ်7နှစ်နဲ့နေမှာလေအင်းအခန်းငယ်7နှစ်နဲ့သူကမင်းဟွန်းနေနဲ့စတာနော်ဟုတ်တယ်ငါဟာတမန်တော်မဟုတ်ဘူးလားလွတ်လပ်သူမဟုတ်ဘူးလားသခင်ယေရှုကိုမြင်ဘူးလားဆိုပြီးတော့လေဟုတ်ကဲ့ပြီးတော့ခင်မားတို့ကိုယ်တိုင်ကသခင်မယားမှာငါလုတ်ခဲ့တဲ့အမှုရဲ့တသိမဟုတ်ဘူးလားဆိုတာကတော်လေးအတိတ်ပဲရှိတယ်ရှင်ဟုတ်ကဲ့ဒါသူမှုခေတ်ကိုအခိုင်အမာပြောလိုက်တာပဲ သူ့ရဲ့တမတော်ဖြစ်ခြင်းကိုမေးခွန်းထုတ်နေသူတွေရှိပုံရတယ်နော်အဲလိုသဘောမျိုးတက်ရောက်ပါတယ်ရှင်သူကအချက်နှစ်ချက်ကိုအဓိကထောက်ပြထားတယ်တစ်ချက်ကသခင်ယေရှုရှင်ပြန်ထမြောက်ပြီးနောက်သူ့ကိုကိုယ်တိုင်မြင်တွေ့ခွင့်ရခဲ့တယ်ဆိုတာဒါကတမန်တော်ဖြစ်ခြင်းရဲ့အခြေခံရေးချင်းတစ်ခုပေါ့လीအ ဟုတ်ကဲ့ဟုတ်ကဲ့နောက်တစ်ချက်ကပို့ပြီးတော့လက်တွေ့ကြတယ်ကိုရင်တို့မျိုးကယုံကြည်သူတွေကိုတိုင်ဟာသူ့ရဲ့အမှုတော်ကြောင့်ပြောင်းလဲလာသူတွေဖြစ်လို့အဲဒါကြောင့်သူတို့ကိုတိုင်ကပဲသူ့ရဲ့တမန်တော်ဖြစ်ခြင်းအတွက်တသရှိတတ်တည်ဖြစ်တယ်လို့ပြောလိုက်တာဒါကသူ့ကိုမေခွန်းထုတ်နေသူတွေအတွက်တော်တော်အားကောင်းတဲ့ခြေဖက်ချက်ပဲနော်ဟုတ်ကဲ့ရှင်တော်တော်အားကောင်းပါတယ်အဲဒီလိုသူ့ရဲ့တရားဝယ်မှုသူ့ရဲ့ယက်တီချက်ကိုအရင်တီးစော်ပြီးတော့မှသူရတဲ့တဲ့အခွင့်အရေးတွေကိုစပြီးပြောတော့တာပဲဥပမာခန်းငယ်လေးမှာလေစားတောက်ခွင့်မရှိဘူးလားဆိုလား အင်းစားတောက်ခွင့်ဆိုလိုတာကအမှုတော်ဆောင်တဲ့အခါအတင်းတော်ရဲ့ထောက်ပံ့မှုကိုလက်ခံခံယူခွင့်ရှိတယ်ဆိုတဲ့သဘောပေါ့နော်ဟုတ်ကဲ့အလုတ်လုတ်တဲ့သူ အကျိုးခံစားခွင့်ရှိတယ်ဆိုတဲ့သဘောမျိုးဟုတ်ပါတယ်ဒါပြင်အခန်းငယ်ကားမှာကျတော့အမ်တခြားတမန်တော်ကြီးတွေသခင်ဘုရားရဲ့ညီတော်တွေကေဖာဖေဒရိုတို့လိုပဲယုံကြည်သူဇနီးတဲ့ကိုသူ့ရဲ့ခရီးစဉ်တွေမှာအဖို့ဖြစ်ခေါ်ဆောင်ထားခွင့်ရှိတယ်ဆိုတာကိုလည်းထောက်ပြထားတယ်သိရှင်အင်းဒါလည်းအခွင့်အရေးတစ်ခုပဲဗော။ ဟုတ်ကဲ့ဒီနေရာမှာတတိပြုဆရာတို့ကတွေ့ဒီခွင့်ရေးတွေကိုလာတောင်းနေတော့မဟုတ်ဘူးရှင်ဟုတ်တယ်တမန်တော်တယောက်မှဒီလိုအခွင့်ရေးတွေရှိတယ်ဆိုတာကအခြေခံပဲဆိုတာကိုရှင်းပြနေတာသူ့ဘာကြောင့်ဒါတွေကိုမတုံးခဲ့ဘူးလဲဆိုတာကိုနောက်ပိုင်းမှာရှင်းပြဖို့တဲ့အရင်ဆုံးဒီအခွင့်ရေးတွေတကယ်ရှိတယ်ဆိုတာကိုခိုင်ခိုင်မာမာပြောပြနေတယ်တမောပါဒါပေမဲ့အဲ့မှာတခုစဉ်းစားဆရာကအဲ့ဒီခက်အခြေအနေရပါလေတချို့တမန်တော်တွေကထောက်ပံ့မှုလက်ခံတယ်ရှင်ပေါလုကလက်မခံဘူးဆိုတော့ကောရင်သူကလူတချို့ကဒါကိုအဲ သူ့ရဲ့တမန်တော်ဖြစ်ချင်းကအစ်စ်မမဟုတ်လို့များလားဆိုပြီးထင်သွားနိုင်သလားမသိဘူးနော်အဲ့ဒါအရင်ဖြစ်နိုင်ပါလိမ့်ရှင်အဲ့ဒါကြောင့်လဲသူကဒီခန်းမှာသူ့ခွင့်ရေးတွေကိုဒီလောက်အသေးစိတ်ရှင်းတန်းနေရတာပေါ့နော်อืมဟုတ်ကဲ့သူ့ရဲ့လုပ်ရက်ဆိုလိုတာကအခွင့်အရေးမတုံးတာကသူ့ရဲ့အစင်တန်းနှိမ့်ချလို့မဟုတ်ဘူးပိုပြီးမြင့်မြတ်တဲ့ရည်ရွယ်ချက်အသက်တည်တံ့ဆုံးဖြတ်ခဲ့တာပါဆိုတာကိုသူတို့နားလည်စေခြင်းတဲ့သဘောပါ သူ့မှာအခွင့်အရေးပြည့်ရှိပေမဲ့မတုံးတာဆိုတာကိုရှင်းအောင်ရင်လုပ်ပြနေတာဗောလေဟုတ်ကဲ့ဗီသူ့ခွင့်အရေးတွေရှိကြအောင်ပိုပြီးရှင်းတော့အောင်နောက်ထပ်ဥပမာတွေလည်းပေးသေးတယ်နော်အခန့်ငယ်ခုနှစ်မှာဟုတ်ကဲ့ရှင်လော်ကီဥပမာ၃ခုသုံးထားတယ်စစ်သားအင်းစစ်သားကိုစရင်နဲ့စမှုမထမှုဆိုတာလေဟုတ်တယ်ပြီးတော့စပစ်ဥယင်ဆိုင်တဲ့သူအသေးစားခွင့်ရှိတယ်နောက်တိုးထရင်တိုးနို့တောက်ခွင့်ရှိတယ်ဒီဥမာတွေအားလုံးရဲ့အဓိကချက်ကရှင်းပါတယ်ရှင့်အလုတ်လုတ်တဲ့သူဟာ သူလုပ်တဲ့အလုပ်ရဲ့အကျိုးကိုခံစား권ရှိတယ်ဆိုတာပါပဲ။ဒါကလောကရဲ့သဘာဝတရားလို့ထင်နေတာကိုဟုတ်တယ်။လူတိုင်းနားလည်နိုင်တဲ့ဥပမာတွေပဲ။အဲ့ဒါအပြင်လော်ကီဥပမာတွေတမကပဲ။ပညာတရားတွေကအကိုအကကိုပါတုံးလိုက်သေးလဲနော်။အခန်းငယ်ကိုကအာဟုတ်ကဲ့။ စပန်းနေတဲ့နွားရဲ့ဘာဇက်ကိုမပိထားဘူးဆိုတဲ့အချက်လေဟုတ်တယ်သူကဒီပြညာဟာစပါးတိုင်းနွားရဲ့အတွက်ပဲပြောတာမဟုတ်ဘူးပိုပြီးချက်ပြန့်ခဲ့ဝိညာဉ်ရေးရာနေရာမတစ်ခုကိုညွန့်ပြနေတယ်လို့ဆိုလိုတာရှင်ဖျောတခင်ကအလုံးလုံးတဲ့တီးရဆန်လေးကိုတောင်သူ့အလုပ်ရဲ့အကျိုးခံစားစေချင်တယ်ဆိုရင်음ဝိညာဉ်ရဲ့မှာပင်ပန်းစွာအလုံးလုံးနေတဲ့အမှုတော်ဆောင်တွေဟာသူတို့ရဲ့အသက်မွေးမှုအတွက်လောကီရဲ့ထောက်တတ်မှုတွေကိုလက်ခံမှုပိုလို့တောင်ထိုက်တန်တယ်ဆိုတဲ့သဘောကိုစောင့်နေတယ်လို့ရှင်းပြတာပါဟုတ်ကဲ့အဲ့ဒါကြောင့် အခန်းငယ်7မှာသူကကောရင်သူတွေကိုတက်တက်မိကွန်းထုတ်လိုက်တာပေါ့ဟုတ်ပါတယ်နောက်တော့ခင်ဗျားတို့စီမှာဝိညာဉ်မျိုးစေ့ကြေးခဲ့တာခင်ဗျားတို့စီကလော်ကီအတီးအနှံပြန်ရိတ်တာကကြီးကျယ်တဲ့အမှုတာဆိုပြီးမေးခဲ့တာနော်တာတော်တော်လေးပြတ်သားတဲ့မိကွန်းပဲသူတို့စီကထောက်ပံ့မှုရပိုင်ခွင့်အပြည့်အဝရှိတယ်ဆိုတာကိုတေချောင်းပြောပြလိုက်တာပဲအတိအကျပါပဲရှင်ဒါပေမဲ့အဲဒီနေရာမှာဇလန်းကအကြီးကြီးအလဲပြောင်းဖြစ်သွားရော ဟုတ်ဘယ်လိုပြောသွားလဲအခန်းငယ်စနစ်ကစပြီးပေါလုက ဟုတ်တယ်ငါမှဒီအခွင့်ရေးတွေအကုန်ရှိတယ်တခြားသူတွေတော့မင်းတို့စီကဒီအခွင့်ရေးသုံးနေသေးတာဒါပေမဲ့ငါတို့ကတော့မင်းတို့စီကဘာတစ်ခုမှမယူခဲ့ဘူးဆိုပြီးရှင်းရှင်းလင်းလင်းပြောလိုက်တယ်ရှင်အိုးအခန်းငယ်စနစ်ကမှလည်းငါကတော့ဒီအခွင့်ရေးကို လုံးဝမသုံးခဲ့ဘူး လုတ်ထပ်ပြီးတော့အခိုင်အမာပြောပြန်တယ်။ဒါကတကယ်ကိုအဓိကအချက်ပဲ။ तू ဒီလောက်ခိုင်မာတဲ့အခွင့်အရေးတွေရှိလျက်တာနဲ့ဘာလို့မတုံးခဲ့တာလဲ။အကြောင်းရင်းကပါလဲ။အကြောင်းရင်းကိုအခန်းငယ်စနေရက်အဆုံးပိုင်းမှာပြောထားတဲ့အရှင်ခရစ်တော်ရဲ့အေဗဂေလိတရားကို မစီတာမနှုတ်ရှက်ခြင်းလို့ကြက်။အာသတင်းကောင်းတယ်ပေါ့။ဒါတတော်အားကောင်းတဲ့အကြောင်းပြချက်ပဲ။အရင်အားကောင်းပါတယ်ချင်း။ရှင်ပေါလုရဲ့စီတက်ကဒီနေရာမှာပေါ်လွင်လာတယ်။ ူအတွက်ကိုပိုင်အခွင့်အရေးတွေထက် တရင်ကောင်းလွတ်လွတ်လပ်လပ်ပြန်ပွားဖို့ကအစာပေါင်းများစွာ ပိုအရေးကြီးတယ်ဆိုတာကိုပြနေတာဟုတ်ကဲ့သူရဲ့လှုပ်ဆောင်ချက်ကြောင့်လူတွေကတရင်ကောင်းကိုလက်ခံဖို့အဟန့်အတားဖြစ်တော့မှကို तू မလိုလားဘူးဥပမာ तू ပိတ်ဆံတောင်းတယ်ဆိုပြီးလူတွေကသူ့ရဲ့ဟောပြောချက်ကိုမယုံတာမျိုးอืมဒါမှမဟုတ်ငွေမလွန်ဟောနေတယ်လို့အထင်မှားတာမျိုးပေါ့ဟုတ်ကဲ့အဲ့လိုအထင်မှားတာမျိုးမဖြစ်စေချင်ဘူးဒါကြောင့် तू ကသူ့အခွင့်အရေးကိုဆွန့်လွတ်လိုက်တာ ဆိုတော့သူ့အတွက်တကယ်ဆုလွတ်ဆိုတာက အခွင့်အရေးတွေသုံးဆွဲခွင့်ရတာမဟုတ်တော့ဘူး။တရင်ကောင်းကိုအခမဟောပြောခွင့်ရခြင်းကိုယ်တိုင်ကဆုလွတ်ထင်နေတာပေါ့။အခန်းငယ်၁၈မှာပြောထားသလိုပဲ။တမှုအသားစီးခမက်မှုကပဲသူ့အတွက်အမြတ်သူ့အတွက်ဆုဖြစ်တယ်လို့သူကခံယူထားလာရှင်။ဒါတော်တော်လေးမြင့်မြင့်တဲ့ခံယူချက်ပဲ။ဟုတ်ကဲ့။ ဒါဖြင့်အေဝံဂေလိတရားဟောပြောခြင်းဟာသူ့အတွက်ရွေးချယ်စရာအလုပ်တစ်ခုမဟုတ်ဘူး။ဘဖြစ်မနေလောက်အောင်မဲ့တာဝန်ဟိုတာဝန်ခန့်ကို stewardship လို့သူခန့်ယူထားတယ်။ဟင်းတာဝန်ဟုတ်ကဲ့အခန်းငယ်16ကစကားလာတော်တော်ပြင်းထန်တယ်ရှင်။ငါမဟောပဲနေအမင်္ဂလာရှိတယ်လေ။ဒါသူ့ရဲ့စိတ်ပိုင်းဖြတ်မှုကိုပြင်းပြင်းထန်ထန်ဖော်ပြတယ်။ဒါကအမှုတော်ဆောင်ရင်းကိုအသက်မွေးဝမ်းကြောင်းအလုပ်တစ်ခုလို့တဘောထားတာတဲ့အရာကြီးပိုလေးနဲ့တက်ခန့်ယူချက်ပဲနော်။သူလှုပ်ချင်လှုပ်တော့တာထက်ဖျားကား သူ့ကိုဒီတောင်ပြတ်ထားလို့လွတ်ရမယ်ရှောင်လဲလို့မရဘူးလို့မြင်တာမမရှင်းအခန်းငယ်၁၆ခုနဲ့မှာ तू ကအဲ့ဒါကိုဆက်ရှင်းပြရတယ်ငါအလိုလိုလုပ်ရင်အကျိုးရှိတယ်အလိုလိုမဟုတ်ပဲလုပ်ရရင်တော့ဖျားလာငါကိုဗနာဆိုးရခံထားပြီးပြီတဲ့อืมဆိုလိုတာကဆိုလိုတာက तू လုပ်ချင်တဲ့ဖြစ်စေ မလုပ်ချင်တဲ့ဖြစ်စေဒီတာဝန်က သူ့ပေါ်မှာရှိနေပြီတာဒါပေမဲ့စေရနာနဲ့ကိုကျူးစွန့်နေအခမဲ့လုပ်တဲ့အခါမှာတော့ ထူးခြားတဲ့ဝิญဉေရအကျိုးကျေးဇူးကိုသူခံစားရတယ်လို့ဆိုလိုတာပါရှင်။ကောင်းပါပြီ။ဒီကိုကျွဆွမှုရဲ့နောက်ဆက်တွဲအနေနဲ့သူကနောက်ထပ်စိတ်ဝင်စားစရာနည်းဖြူဟာတစ်ခုကိုဆက်ပြောသွားတယ်။အဲ့ဒါကလူတိုင်းအတွက်အရာခက်သိမ်းဖြစ်ခြင်းဆိုတာပဲ။အခန်းငယ်16မှာငါလွတ်လပ်ပေမဲ့လူများများရောလူအားလုံးရဲ့ကြုံခံနေလို့ဆိုထားတယ်။ဒါဟာဘီလိုမျိုးလဲတာ။အဲ့ဒါကလေတရင်ကောင်းဝင်းငါတဲ့နေရာမှာအရင်အရေးကြီးတယ်လို့တခါတလေကြာရင်အငင်းပွားစရာတောင်ဖြစ်နိုင်တဲ့ချင်းကမှုပုံစံတစ်ခုပါရှင်။ ရှင်ပေါလုကသူဆက်ဆံရတဲ့လူတွေရဲ့နောက်ခံသူတို့ရဲ့ယဉ်ကျေးမှုသူတို့နားလည်နိုင်စွမ်းအဲ့ဒါတွေကိုလိုက်ပြီးတော့ကုကုကူလိုက်လျောညီးတွေ့ချစ်အောင်နေထိုင်ပြုမှုခဲ့တယ်လို့ဆိုလိုတာပါအင်းလူကိုကြည့်ပြီးတော့ချင်းကပ်ပုံပြောင်းနေပေါ့ဟုတ်ကဲ့သူရဲ့ပုံသေးနီလန်းတစ်ခုတည်းနဲ့လူတိုင်းကိုချင်းကပ်တာမဟုတ်ဘူးဆိုတဲ့သဘောပါဟုတ်တယ်အခန်းငယ်20ကနေ20မိနစ်မှာဥမာရီပြီးထားတယ်နော်ဂျူးတွေနဲ့တွေ့ရင်ဂျူးတွေနားလည်လက်ခံနိုင်မဲ့ပုံစံမျိုးအဲပညာတရားအောက်မှာရှိတူလို့နေတယ် ဟုတ်ကဲ့တဘာမျိုးသားတွေပညာမသိသူတွေနဲ့တွေ့ရင်လည်းသူတို့နဲ့တဟာစရာဖြစ်အောင်ပညာမရှိသူလိုနေပြန်ရောဒါပေမဲ့အဲ့ဒီနေရာမှာသူကွင်းစကွင်းပင်နဲ့သတိပေးထားတာလေးကစိတ်ဝင်စားစရာပဲအဲ့ဒါတိအရေးကြီးတဲ့ချက်ပါရှင်သူကပြည့်မြတ်မရှိသူလိုနေတယ်ဆိုပေမဲ့ဖယားတခင်ရဲ့ပြည့်မြတ်မရှိတာမဟုတ်ဘူးခရစ်တော်ရဲ့ပြည့်မြတ်အောင်မှာရှိနေစေလို့အတည့်အလင်းပြောထားတယ်ဟွန်းဒါပါကူဆိုလိုတာလဲ ဆိုလိုတာက तू ကလူတွေရဲ့ယဉ်ကျေးမှုဒလစ်ထုံးစံတွေမှာလိုက်လျောညီထွေနေထိုင်ခဲ့ပေမဲ့ဖခင်တခင်ရဲ့အမှန်တရားကိုချင်းတရားဆန်နှုံးတွေကိုတော့လုံးဝအယော့အတင်မလွက်ခဲ့ဘူးရှင်သူရဲ့လိုက်လျောညီထွေမှုကချင်းကပ်ပုံနီလန်းအပေါ်ရန်အမှုချင်းတွေမှာပဲရှိပြီးတရင်ကောင်းရဲ့အနှစ်သာရကိုတော့မထိခိုက်စေခဲ့ဘူးဟုတ်ကဲ့ဒါကသူပြောရဲ့ခရစ်တော်ရဲ့ပြည့်မြတ် The Law of Christ ဆိုတာဖြစ်နိုင်တယ်မေတ္တာတရားကိုအခြေခံတဲ့တန်ရှင်သောဝိညာဉ်တော်ရဲ့လမ်းပြမှုကိုလိုက်လျှောက်တဲ့ပြည့်မြတ်ဖြစ်ဖို့ရှင် ဟုတ်ပါပြီ။ဒါဆိုရင်အားနေသူတွေနဲ့တွေ့ရင်အားနေသူလူဖြစ်တယ်ဆိုတာကတော့ဘလို့အတိတ်ပဲလေဗျ။ဒါကကိုချင်းစာတရားနဲ့ပိုဆိုင်မဲ့ထင်နေရှင်။သူကယုံကြည်ခြင်းမှအားနေနေသူတွေဝိညာဉ်ရေးရမှယဉ်ကျေးမှုနယ်တဲ့သူတွေရဲ့အမင်းသူတို့ရဲ့ခံစားချက်တွေကိုနားလည်ပြီးတော့သူတို့ထိခိုက်လဲကြเสียမဖြစ်အောင် ကိုယ့်ရဲ့လွတ်လပ်ခွင့်တချို့ကိုတောင်ချုပ်တဲပြီးနေထိုင်ပြခဲ့တာကိုဆိုလိုတာဖြစ်နိုင်ပါလိမ့်ရှင်။ ဥပမာယောမဩဝါဒစာအခန်းကြီး14မှာဆွေးနွေးထားသလိုမျိုးပေါ့အင်းသူတို့အဆင့်ကိုကိုကလိုက်ပြီးတော့ဆက်ဆံပေးတာပေါ့ဟုတ်ကဲ့ကိုချင်းစာစိမ့်နဲ့ပေါ့ဒီလိုလိုက်လျောညီထွေမှု အလုံးရဲ့ပန်းတိုင်ကတော့အခန်းငယ်20နဲ့အစုံးမှာရှင်းလင်းနေတာပဲနီလန်အမျိုးမျိုးနဲ့လူအမျိုးမျိုးစီချင်းကပ်ပြီးသူတို့တွေကတချို့ကိုဖြစ်ဖြစ်ကြေတင်နိုင်ဖို့ဆိုတာပဲဟုတ်ပါတယ်ပြီးတော့အခန်းငယ်23မှာသူက ဒီလှုပ်ဆောင်မှုအားလုံးဟာအေဝံဂေလိတရားအထွေဖြစ်တယ်ပြီးတော့အဲ့ဒီတည်ငြိမ်ကောင်းရဲ့ကောင်းချီးမှာသူကိုယ်တိုင်လည်းပါဝင်ခံစားခွင့်ရခြင်းလို့ဖြစ်တယ်လို့ဆိုတယ်ဟွန်းသူ့ရဲ့တကိုယ်တော်ကြိုးပမ်းမှုမဟုတ်ပဲဖျားတည်ငြိမ်လက်ကဲတင်ချင်းအစီစဉ်ကြီးထဲမှာသူကအတုံးတော်ခံတယောက်အနေနဲ့ပါဝင်နေတယ်ဆိုတဲ့သဘောမျိုးပါရှင်တကယ်တော့ဒီလူတိုင်းွက်ရာခက်သိမ်းဖြစ်ခြင်းဆိုတဲ့မူလေလက်တွဲမှာတော့ တော်တော်တတိထားပြီးဟန်ချက်ညီအောင်ကြံတုံးရမယ်ရပါတော့ဘယ်အချိန်မှာလိုက်လော့ညီထွေဖြစ်တဲ့လဲဘယ်နေရာမှာတော့လုံးဝအလော့ပေးလို့မရဘူးလဲဆိုတာကိုခွေးချားတီးဖို့လိုမဲ့နေတယ်တိမမလေးရှင်အထီးကတော့စိတ်ရင်းမယ်ပေါ့နော်ကိုအတ္တအတွက် လူချင်းများဖို့အတွက်လှုပ်တာလားဒါမှမဟုတ်မေတ္တာနဲ့သူတစ်ပါးရဲ့အကျိုးတရင်ကောင်းပြန်သွားရဲ့အတွက်ရိုးသားစွာလှုပ်တာလားဆိုတာကအဆုံးဖြတ်ပေးပါလိမ့်မယ်။ရှင်ပေါ်လူရဲ့ဆန္ဒမူနာမှာတော့ သူ့ရဲ့လှုပ်ဆောင်ချက်တိုင်းဟာသတင်းကောင်းကိုဗဟုပ်ဖြူနေတာတွေ့ရတယ်ရှင်။ဟုတ်ကဲ့ကောင်းပါပြီ။အခုဒီအခန်းရဲ့နောက်ဆုံးအဓိကအပိုင်းကိုရောက်လာပြီ။ဒီလောက်ကိုကြိုးစွန်ဒီလောက်လိုက်လျောညီထွေနေနိုင်ဖို့အတွက်ဘလို့စိတ်တက်မျိုးလိုအပ်တယ်လဲဆိုတာကိုရှင်းပြဖို့ရှင်ပေါ်လူကအားကစားသမားဥပမာကိုတုံသွားတယ်။အခန်းငယ်24ကနေ28ထိပေါ့။အာဟုတ်ကဲ့ အားကစားသမားဥပမာတော်တော်လေးအရှိစရာဥပမာပါရှင်ဟုတ်တယ်သူက ပြေးပွဲဝင်တဲ့အားကစားသမားတွေနဲ့ယုံကြည်သူတွေကိုနှိုင်းရှင်ပြတယ်ပြေးတဲ့သူတွေအများကြီးထဲမှာတိောက်ပဲစုရတာမို့လား ခင်ဗျားတို့လည်းစုရအောင်ပြေးကြလို့တိုက်တော့နဲ့ဟုတ်ကဲ့ဒါကခရိယံအသက်တာဟာပေါ့ပေါ့ဆဆာအိုးရီမန်းချက်မရှိပဲဖျက်တမ်းရမယ့်အရာမဟုတ်ဘူးအနိုင်ရဟုတ်ဤမန်းပြီးအာဂျူမန်တကျိုးစားရမယ့်အရာဖြစ်တယ်ဆိုတော့ကိုပုံဖော်တာပါရှင်ဟုတ်တယ်ပြီးတော့အခန်းငယ်25ကချိုတဲချင်း self control အကြောင်းပြောတာကလည်းအရင်အရေးကြီးတယ်ဗျာပြိုင်ပွဲဝင်မဲ့သူတိုင်းအရာရာမှာချုပ်တဲ့ရတယ်ဟုတ်ကဲ့ ချုပ်သေးရတယ်။သူတို့ကပျက်စီးတတ်တဲ့တရားဖူကိုလုတ်ကြတာ။ညာတို့ကမပျက်စီးနိုင်တဲ့တရားဖူကိုလုတ်ကြတာတဲ့။အဲ့ဒီချက်ကသိအရေးပါပါတယ်ရှင်။ရွှေခေတ်အိုလံပစ်ပွဲလိုပြိုင်ပွဲတွေမှာအနိုင်ရတဲ့သူတွေကတန်လွင်ခတ်ဒါမှမဟုတ်တရားနဲ့လုတ်ထားတဲ့တရားဖူပဲရတာလေ။ဟုတ်ကဲ့။ဒါခနာဒါဂုံတိချာရဲရှိပြီးမကြခင်ညွန်းနွမ်းပစ္စည်းတော်မှဒီလိုခနာဒါစုအတွက်တောင်းအားကစားသမားတွေကအစားတောက်အနေအထိုင်လေ့ကျင့်မှုမှာအရန်စီကန်းကြီးရတယ် ကိုကိုကိုချုပ်တဲရတယ်ဟုတ်တယ်ဒါဆိုရင်ထာဝရတည်မြဲမဲ့မပျက်စီးနိုင်တဲ့ကောင်းကင်စုခြေဖူးကိုမျောလင့်နေတဲ့ယုံကြည်သူတွေကဒီလောကီအပျော်အပါးတွေကိုယ့်ရဲ့ဆန္ဒတွေကိုဘလောက်တောင်ပို့ပြီးချုပ်တဲဖို့ ဝိညာဉ်ရေးရာမှာစီကန်းရှိဖို့လိုအပ်မလဲဆိုပြီးရှင်ပေါ်လူကစဉ်းစားစရာပေးလိုက်တာပါရှင်။သူကိုရန်ရောဒီတိုင်းပဲလုပ်ရလားဆိုတာကိုလည်းသူဆက်ပြောတည်တယ်နော်။ဟုတ်ကဲ့လုပ်တယ်လို့သူကအခိုင်အမာပြောတယ်။အခိုင်ငယ်26မှာဒါကြောင့်ငါကအမတ်တမတ်ပြေးတာမဟုတ်ဘူး။လေတဲ့လက်တီးနဲ့ရှောက်ထိုးနေတာမဟုတ်ဘူးတဲ့။อืมဥတီချက်ရှိတယ်ပေါ့။ဟုတ်ကဲ့ သူ့ရဲ့စ조사မှုကဥတီချက်ရှိတဲ့အဓိပ္ပာယ်ရှိတယ်။ပြီးတော့အခန်းငယ်29မှာသူ့ဘာကြောင့်ဒီလောက်ထိကိုကိုကိုချုပ်တဲရသလဲဆိုတဲ့အဓိကအကြောင်းရင်းကိုပြောပြတယ်။အဲ့ဒါကတော်တော်လေးတတိပြုစရာကောင်းတယ်ရှင်။အဲ့ဒါကငါသူများဟောပြောပြီးမှကိုတိုင်းကအရေးချင်းမပြည့်မီလို့ရှုံးတယ်သူ disqualify မပြည့်အောင်ကိုခန္ဓာကို ထိုးနဲ့ပြီးချန့်ခံစေတယ်ဆိုတဲ့အချက်လားဗျဟုတ်ပါတယ်ရှင်အဲ့ဒါပါပဲရှင်ပေါလုလိုတမန်တော်ကြီးတောင်မှသူတပောက်ကိုမန်ကန်နဲ့လန်ညွန်းပြပြီးတော့ကိုတိုင်ကစီကဲမရှိလို့ချုပ်တဲမှုမရှိလို့ဖျားတကယ်စစ်ဆေးမှုမှာအရေးချင်းမမီဖြစ်သွားမှာကိုကြောက်ရွံ့တတိပြုခဲ့တယ်ဟုတ်ကဲ့ဒါကကျွန်တော်အားလုံးကတအချီမဆုံးတတိပိတ်ချက်ပဲလို့ပြောလို့ရတယ်ရှင်ကိုရဲ့အတ္တတာနဲ့ကိုဟောပြောတဲ့အေယာကိုယုံကြည်တဲ့အေယာကတထက်တဲ့ချဖို့ဟန်ဆောင်မှုကင်းဖို့ ဝင်ကြီးရေးရမှာအမဲရနိုးချပြီးကိုကိုကိုစမ်းစစ်လေ့ကျင့်နေဖို့လိုအပ်တယ်ဆိုတာကိုပြင်းပြင်းထန်ထန်သတိပေးလိုက်တာပါတကယ်ကိုလေးနဲ့တဲ့အဆုံးတတ်ပါပဲဗျာဒီနေ့ဆွေးလွေးခဲ့တာတွေကိုပြန်ကြည့်ရင်ကောရင်သောပထမဆောင်အခန်းကြီး၉ကနေသင်ခန်းစာတွေတကယ်အများကြီးရလိုက်တယ်ပေါ်လူရဲ့ခွင့်ရေးတွေအလားဒီကိုတရင်ကောင်းအတွက်စွန့်လွတ်ခဲ့တဲ့သူရဲ့မင်းမြတ်တဲ့စိတ်ဓာတ်လူမျိုးမျိုးကိုကဲတင်ဖို့လိုက်လျော်ညီထွေပြုမှုခဲ့ဖို့နောက်ဆုံးမှာတော့ခရီးအသက်တာမှာစီကနေဆွဲလုံလာကဘလောက်အရေးကြီးတယ်လဲဆိုတာတွေပေါ့ဟုတ်ကဲ့ရှင် အထူးကချက်တွေအများကြီးပဲဒီချက်တွေကနေလက်တွေ့ဘဝအတွက်ဘလို့အထုံးချနိုင်မလဲဆိုတာလေနည်းနည်းတော့ဆွေးနွေးကြည့်ကြအောင်ကောင်းပါရှင်ပထမဆုံးကတော့အဲကိုကျိုးစွန့်အစေခံခြင်းရဲ့စံနမူနာပဲပေါ့နော်ဟုတ်ကဲ့ကိုရဲ့တရားဝင်ခွင့်အေးကိုရဲ့လွတ်လပ်ခွင့်ခက်ပွန်းတော့ပါရဲ့ကဲတင်ခြင်းသူတပားရဲ့ဥညာဉ်ရဲ့အကျိုးကိုဦးစားပေးဖို့လိုအပ်ကြောင်းရှင်ဘောလူကလက်တွေ့ပြသွားလဲဆိုတော့လက်ရှိကျမတို့ရဲ့အတိုင်းအဝိုင်းမှာတင်းတော်မှာမိသားစုမှာပဲဖြစ်ဖြစ်ဒီစိတ်သက်ကိုဘယ်လိုမွေးမြူကျင့်သုံးနိုင်မလဲဆိုတာစဉ်းစားစီရပါပဲဟုတ်ကဲ့ ကိုယ်ခွင့်ရေးကိုပဲကချင်းလုံးတောင်းဆိုနေမယ့်အစားမေတ္တာနဲ့သူများအကျိုးကိုဘလို့ပို့ပြီးကြည့်နိုင်မလဲဆိုတာစဉ်းစားရမှာပေါ့ဟုတ်ကဲ့ရှင်ဒုတိယသင်္ကစားကတော့တရင်ကောင်းကိုအမြဲဗဟုပြုဖို့ပဲနော်ပေါ်လူရဲ့ဆုံးဖြတ်ချက်တိုင်းသူ့ရဲ့လှုပ်ဆောင်ချက်တိုင်းရဲ့နောက်ွယ်ကအဓိကမောင်းနေတာကဧဝံဂေလိတရားပဲဖြစ်နေတယ်ဟုတ်တယ်ရှင်ကျွန်တော်ရဲ့နေ့စဉ်အသက်တာအလို့ကိုင်းဆုံးဖြတ်ချက်တွေမှာတော့ သခင်ယေရှုရဲ့တရင်ကောင်မျှဝေခြင်းတသက်ခံကျူးကိုဘလူဦးစားပေးနိုင်မလဲဘလူအဟံအတားဖယ်ဆဲနိုင်တဲ့ကိုယ့်ရဲ့ပြုမှုကိုယ့်ရဲ့တောင်းဆိုမှုတွေကိုရှောင်ကျဉ်နိုင်မလဲဆိုတာစင်ကြင်စရာပါပဲနောက်ဆုံးတစ်ခုကတော့စီကန်းနဲ့ဇွဲလုံလပဲပေါ့ရှင်ခရစ်ယာန်အသက်တာကပန်းချန်တည်းလမ်းရောက်တာမျိုးမဟုတ်ဘူးပန်းတန်ရောက်အောင်ကြိုးစားပြေးရတဲ့ပြိုင်ပွဲနဲ့တူတယ်ဟုတ်ကဲ့ပြိုင်ပွဲဝင်ရသလိုပဲဟုတ်ကဲ့ဒါကြောင့်အကစားသမားလိုပဲစီကန်းချုပ်တင်းမှု လေ့ကျင့်မှုဇွဲ ဓာရီလိုအပ်တယ်ဖျားပေးမဲ့သာဝရဆုယေရှုကိုမျက်မှောက်ပြုပြီးတော့ကိုယ့်ရဲ့စိတ်ဆန္ဒတွေအပြင်းထူမှုတွေလောကီသွေးဆောင်မှုတွေကိုတွန်းလှန်ဖို့အမြဲကြိုးစားနေရမယ်ဆိုတဲ့အတ္တတရားကိုဒီခန်းကနေရနိုင်ပါတယ်ရှင်တကယ်ပဲအားရှိစရာစဉ်းစားစရာတွေအများကြီးပေးတဲ့ဆွေးနွေးမှုပါပဲဗျာအနည်းချုပ်ရင်တော့ဒီနေ့ကောရင်သပထမဆောင်အခန်းကြီး9ကနေရှင်ပေါ်လူရဲ့တမန်တော်အခွင့်ရေးအဲ့ဒီအခွင့်ရေးတွေကိုတင်းကောင်းအတွက်မေတ္တာနဲ့စွန့်လွတ်ခဲ့ပုံ လူမျိုးစုံကဲတင်းချင်းရဖို့လိုက်လျောညီထွေစာအစီခံခဲ့ပုံနဲ့ဝိညာဉ်ကြီးကပြေးပွေမှာစီကန်းတကြပြေးဖို့လိုအပ်ပုံတွေကိုနတ်နတ်နဲနဲလေ့လာခဲ့ကြပါတယ်။ဟုတ်ကဲ့ရှင်အဓိကအချက်လက်တွေပြည့်ပြည့်စုံစုံဆွေးနွေးဖြစ်ခဲ့ကြတာပေါ့နော်။ကောင်းပါပြီ။ဒီဆွေးနွေးမှုကိုအဆောင်မတက်ခင်မှာဆက်ပြီးတော့စဉ်းစားဆရာအတွေးလီတစ်ခုလောက်ခြံထားခဲ့ခြင်းလည်းကိုခုနပြောထားတယ်နော်။ဟုတ်ကဲ့ရှင်ခြံထားခဲ့ခြင်းပါတယ်။ကောင်းတာပြီ။ ြောပြပါအောင်ဒီနေ့ခေတ်ကျမတို့ရဲ့လူမှုအတိုင်းအဝိုင်းမှာပဲဖြစ်ဖြစ်အလုတ်ခွင်မှာပဲဖြစ်ဖြစ်ဒါမှမဟုတ် online ပတ်ဝန်းကျင်မှာပဲဖြစ်ခဲ့ပေါ့နော်ဒါငါအခွင့်ရေးမယ်ဒါငါလွတ်လပ်ခွင့်ပဲလို့ကျမတို့တစ်ချင်းလုံးပြောဆိုတောင်းဆိုနေတဲ့အရာတွေရှိကောင်းရှိပါလိမ့်မယ်ဟုတ်ကဲ့ရှိတတ်ပါတယ်ရှင်ပေါ်လူရဲ့စံနမူနာကိုပြန်စဉ်းစားကြည့်ရင်လေအဲ့ဒီကိုအခွင့်ရေးကိုလွတ်လပ်ခွင့်လို့ထင်ထားတဲ့အရာတွေထဲကတစ်ခုခုကိုပိုပြီးကြီးမြတ်တဲ့ရည်ရွယ်ချက်တစ်ခုဝဲဥပမာ အချင်းချင်းကြားကပြစ်ပခောက်ကိုရှော့ချဖို့ဒါမှမဟုတ်ကိုယုံ ံကြီးအအမှန်တရားတစ်ခုကိုပို့ပြီးနားဝင်အောင် ပြောပြနိုင်ဖို့ဒါမှမဟုတ်အများအကျိုးအတွက်ဆန္ဒအလျောက်ပြီးဖယ်ထားဖို့ဒါမှမဟုတ်အနစ်နာခံဆွတ်လွတ်ဖို့ဆန္ဒရှိပါမလားဆိုတာလေးပါအင်းစဉ်းစားလေပဲဘလို့အချိန်မျိုးမှာဒါကိုလုတ်ဆောင်နိုင်မလဲရှင်ဘောလူရဲ့ကိုချိုးဆွမှုကဒီနေ့ကျမတို့ရဲ့လက်တွေ့ဘဝဆက်ဆံရေးတွေအတွက်ဘလို့စိန်ခေါ်မှုဘလို့လမ်းညွှန်မှုပေးနိုင်မလဲဆိုတာကိုစက်ကွေကိုစင်ချင်းကြည့်ကြဖို့တိုက်တွန်းချင်ပါတယ်ရှင်တကယ်ကိုကောင်းတဲ့မေးခွန်းပါပဲဗျာ ကိုခွင့်ရေးထပ်ပိုးရည်တဲ့အရာအတွက်စွန့်လွတ်နိုင်မလားဆိုတာပေါ့အားလုံးအတွက်ဆက်လက်ဆင်ခြင်စရာအဖြစ်နဲ့ဒီနေ့ဆွေးနွေးမှုကိုဒီမှာပဲအဆုံးသတ်လိုက်အောင်ဗျာဟုတ်ကဲ့ရှင်